အလုံးပဲမင်္ဂလာပါကျမတို့ NLFA အနေနဲ့2024 match လမှာ2025 match လအတွင်း ACCA ဘတ်တူးရဲ့ financial reporting alpha ဘာသာဖြစ်စုအောင်မြင်ခဲ့တဲ့သူပေါင်း133ဦးထပ်ပေါ်လာခဲ့ပါတယ်။အောင်ချက်အနေနဲ့ဆိုရင်87ရာခိုင်နှုန်းရှိပါတယ်။ Country first မြန်မာ first အနေနဲ့လည်း alpha ဘာသာကစုရရှိခဲ့သူចောင်းသားចောင်းသူဦးရေ2ဦးအနေနဲ့ထပ်ပေါ်လာခဲ့ပါတယ်။ဒီလိုအောင်ချက်တွေစုတွေရအောင် ရခဲ့တဲ့အောင်မြင်မှုတွေဒီចောင်းသားចောင်းသူတွေရဲ့ကြိုးစားအထောက်အမှုចောင်းရဲ့သင်ကြားခဲ့တဲ့ဤစနစ်တွေဂျူဒိုရီရဲ့ចောင်းခေါ်ခြင်းတွေ recording system တွေကြောင့်ပဲဖြစ်တယ်လို့မှတ်ယူပါတယ်အဲ့ဒီအတွက်လည်းအများကြီးပဲဝမ်းသာကုန်ရပါပါတယ်ရှင်ကျမတို့ NLA FA မှာ ဒီသင်တန်းနေ ACCA Foundation Part 1 Part 2 Part 3 Professional တန်းခွဲတွေကိုစဉ်စားမပြတ်ဖွင့်လှစ်တင်ကြားလျက်ရှိပါတယ်အချင်းတူတူနဲ့ပြည်မြောက်အောင်မြင်ခြင်းတဲ့သူတွေအတွက် blog တန်းခွဲတွေ online class တွေလူကိုယ်တိုင်လာရောက် တက်ရောက်ခြင်းနဲ့ကျောင်းသားကျောင်းသူတွေအတွက် campus အတန်းတွေကိုလည်းအမြဲတမ်းဖွင့်လှစ်တင်ကြားလျက်ရှိပါတယ်ဒါကြောင့်မို့လို့ ACCA တက်ရောက်လိုခြင်းနဲ့တက်ရောက်တင်ကြားခြင်းနဲ့ကျောင်းသားကျောင်းသူတွေဟာ NLFA မှာဆက်သွယ်စုံစမ်းမေးမြန်းပြီးတော့အကြောင်းအနေလို့ရပါတယ်ရှင် Thank hey. you.